မကွေးတိုင်းပခုတ်ကူမြို့နယ်အနောက်မကြီးကံပြူစောတိရွာကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခတ်ရာမှာစစ်သားနဲ့ပြူစောတိ၅ဦးသေ၂ဦးဒဏ်ရာရတယ်လို့အညာမြေတပ်ပေါင်းစုကသတင်းထုတ်ပြန်ပါတယ်။ဇွန်၁၀ရက်မနေ့9နိုင်မှာစတင်တိုက်ခတ်ပြီးမိနစ်90ခန့်အကြာမှာကရုတ်ချင်း၃ခုကိုသိမ်းပိုက်ပြီးနောက်စခန်းတစ်ခုလုံးသိမ်းကာနီးမှာဘဲကြီးပြူစောတိရွာနဲ့ပခုတ်ကူတပ်မတရားတက်ကစစ်ကူရောက်လာတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။ ဒီစစ်စင်ရေးကိုအညာမြေတပ်ပေါင်းစုနဲ့အတူဒေသတွင်းရှိတော်လိုင်းတပ်တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်မန္တလေးတိုင်းတောင်သာမြို့နယ်စင်သေးဝချောင်းဘက်ကိုရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရာမှာစစ်သား3ဦးသေ2ဦးကိုလက်ရဖမ်းမိတနက်နှစ်လက်သိမ်းဆီးရမိတယ်လို့တောင်သာပကဖကသတင်းထုတ်ပြန်ပါတယ်ဇွန်7ရက်နေ့မနေ့ဆယ်နိုင်ကမှာစတင်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်ကတစကံအဖြစ်ဖမ်းထားတဲ့ရွာသား9ဦးကိုရှေ့မှာတင်ပြီးပြစ်ခတ်တဲ့အတွက်အဲ့ဒီရွာသား9ဦးကိုအရင်ဦးဆုံးကယ်ထုတ်ရသေးတယ်လို့ဆိုပါတယ်တိုက်ပွဲအပြီးနေမြေရှင်းလင်းတဲ့အခါစစ်သား3ဦးသေ2ဦးကိုလက်ရဖမ်းမိ G3 တနက်တလဲ MA3 တနက်တလဲနဲ့ခဲရန်တွေသိမ်းဆည်းရမိတာကိုဓာတ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်ဒီစစ်စီကိုတောင်သာမြို့နယ်ပတ်ကဖားနဲ့အတူမြင်းကြံခရိုင်တရင်3နဲ့ ဒေသတွင်းရှိတော်လိုင်းတက်တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။မွန်ပြည်နယ်မော်လမြိုင်နယ်တံပြူစီရဲ့ကားလမ်းပေါ်မှာရှိတဲ့နှီးပတော်ရွာအနီးကိုရောက်လာတဲ့အင်အား30ခန့်ပါစစ်ကောင်စီတပ်လုံခြုံရေးရင်တန်းကိုမွန်တော်လိုင်းတက်တွေကကြားပြတ်တိုက်ခတ်ရာမှာစစ်ကောင်စီတပ်ကတေဆုံးတံရရမှုများပြီးအသေးစိတ်ကိုစုံစမ်းနေစေလို့ ရမညမွန်တက်တော် RMA ကသတင်းထုတ်ပြန်ပါလေ။ဇွန်17မနေ့9နိုင်ခန့်မှာတိုက်ခိုက်တာဖြစ်ပြီးတိုက်ပွဲတနင်္လာနေ့ပါကြာတယ်လို့ဆိုပါရယ်။စစ်ကောင်စီဘက်ကတေဆုံးတရာရမှုကိုစုံစမ်းနေစေဖြစ်ပြီးရမညမွန်တက်တော် NMSP AD RMA ဘက်ကဒုဗိုလ်တူကြဆုံးတယ်လို့ဖော်ပြထားပါရယ်။ တဝဲထိုင်းနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ငရက်ညီစခန်းကစစ်သားတွေအားလုံးဇွန်၁၂မနက်ပိုင်းမှာစခန်းစွန့်ခွာထွက်ပြေးသွားပြီလို့တနင်္သာရီတိုင်းကဖော်ပြပါဗျ။ဇွန်၁၀ရက်မှာငရက်ညီစခန်းရဲ့အောက်ဘက်နားမှာရှိတဲ့ body အမိုစခန်းကိုတော်လိုင်းတပ်တွေကသိမ်းပိုက်ပြီးနောက်၁ရက်မှာငရက်ညီကိုသိမ်းပိုက်ဖို့သွားစဉ်မှာတော်လိုင်းတပ်တွေမတိုက်ခင်ကတည်းကစစ်ကောင်စီစစ်သားတွေအားလုံးထွက်ပြေးသွားတာဖြစ်တယ်လို့ ကျင်းလေလီတက်မာလီဒေတာဘိတ်ဒဝေခရိုင်အတွင်းရင်မူပတူစောအင်နာကပြောပါလေဧပြီလကုန်ပိုင်းမှာထိထဗျူဟာမေလဇန်မှာထိ ခီစကန်ဇွန်တဆင်မှာဘောဒီစကန်ကိုသိမ့်ပိုက်ပြီးနောက်အခုငရက်နီစကန်စီကိုတော်လန်ရေးတက်တွေရောက်လာပြီးဖြစ်ပါလေငရက်နီရဲ့အထက်ဘက်မှာသုခစကန်နဲ့နိုင်အိမ်တောင်စကန်ပဲသိမ့်ပိုက်ဖို့ကြံတယ်လို့သိရပါလေ ။ AWD တိုင်းငတိုင်းချောင်းဘက်မှာတိုက်ပွဲပြင်းထန်နေပြီးအာရခတ်တပ်တော် AA နဲ့ PDF တွေနီးကပ်လာတဲ့အတွက်ငတိုင်းချောင်းမှာရှိတဲ့အမှတ်344အမြောက်တပ်ကဟောင်ဝေဇာအမြောက်ကြီးတွေကိုစစ်ကောင်စီကကျုံပျော်ဘက်ကိုပြောင်းရွှေ့နေတယ်လို့ AWD တိုင်းကဖော်ပြပါတယ်။ဇွန်7မနက်6:00နာရီကမှအမှတ်344အမြောက်တက်ကလက်နက်ကြီး9လက်ကိုတွဲကား2စီးလုံခြုံရေးကား2စီးနဲ့အတူ ုံပြောအမှတ်36ချင်းလင်းတရင်ဘက်ကိုသေဆောင်သွားတာတွေ့ရတယ်လို့ဒေတာကန်တွေကပြောပါတယ်အေယဝတီတိုင်းနယ်ကငတိုင်းချောင်းရေကြီးလင်းမြနာ အင်ကပူမြို့နယ်တို့မှာစစ်ကောင်စီတပ်နဲ့ AAR ရခတ်တပ်တော်ဥဆောင်တဲ့တွန်လိုင်းတပ်တွေကြားတိုက်ပွဲတွေလာနေချီပြင်းထန်နေပြီးအမှတ်344အမြောက်တပ်ဟာအဓိကလက်နက်ကြီးပစ်ကူပေးတဲ့နေရာဖြစ်တယ်လို့သိရပါတယ် တန်မျိုးသားလူမျိုးရေးတက်မတော် TNL ထိ ंछ ုပ်ဒေသနောင်ချုံမြို့ကိုစစ်ကောင်စီဘက်ကထိုးစစ်ဆင်လာတဲ့အတွက်ဒေသခံလူထုတထောင်ကျော်ကြောင်မဲမျိုးဘက်ကိုစစ်ဆောင်ထွက်ပြေးနေရတယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ်။ April 29ကနေဇွန်10အထိစရင်တွေအရကြောင်မဲမျိုးနယ်မှာစစ်ဆောင်တထောင်ကျော်ရောက်ရှိနေပြီးဖုန်ကြီးကျောင်းတွေမှာခိုလုံနေရတယ်လို့ဆိုပါတယ်။ဒီကြားထုတ်ပြန်တဲ့ကြေညာချက်တစ်ခုမှာတော့ အင်အား822ဦးတက်ရောက်လာတဲ့3လတာစစ်တင်နှန်းဆင်းပွဲဇွန်6ရက်မှာကျင်းပတယ်လို့တပ်ပုံမှတ်တမ်းဖော်ပြပါတယ်။ဒီတင်နှန်းဆင်းရဲဘော်တွေဟာ PSLF DNL အုပ်ချုပ်ထားတဲ့မြို့နယ်တွေမှာလူထုကာကွယ်ရေးအတွက်ဆောင်ရွက်ကြရမယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။